အရင်ရင်စမ်းနေတော့စကားပြောခါနေမှာကွာဒီနေ့ဒင်နာမစားဘူးဒီကြစင်အဲ3ရက်ရှိပြီညနေစာမစားဘူးနော်ဆိုတော့ဒီနေ့မှာပဲဒါပေမဲ့တပတ်မှာ3ရက်ပဲဝယ်ကြီးချော့မယ်တန်းရက်တွေကစားမယ်ဆိုပြီးနေတာဒီနေ့ကအဲ့ဒီစားစာအရသာလေးရှိအောင်ဆိုပြီးတော့အင်ဒိုအင်ဒိုရဲ့ငယ်ဦးတီထောင်းကိုဝယ်ပြီးစားနေ့တိုင်းနေ့တိုင်းကထိုင်ဝမ်မှာသူတို့အချိုစာလေးတွေပဲစားတာအရင်စမ်းနေတော့အခု2အလွင်နဲ့ဒီမရန်စိန်တော့ဗောနော် မစ်ဂရန်ပြဿနာတက်နေရယ်။ဘာကြောင့်ပြဿနာတက်လဲဆိုတော့နီနီလင်းနီနီကြောင့်ပေါ့နော်။နီနီကဂျာထဲမှာဝင်ပါနေရတဲ့အကြောင်း။အာမရန်ဆိုင်တော့အနေနဲ့ကကြာတော့ဒီသူ့အနေနဲ့တော့ပေါ့နော်။အခုလက်ရှိမစ်ဂရန်မြန်မာ organizer အနေနဲ့သူလုပ်တဲ့အခါဒီ former experienced people တွေရဲ့အကူအညီတွေလိုတယ်။ဒါ organization တစ်ခုမှအလုပ်လုပ်တဲ့အခါရှေ့ခေတ်ရှေ့တုန်းကအလုပ်လုပ်သွားတဲ့သူတွေရဲ့အကြံဉာဏ်တွေအကူအညီတွေဒါလိုတတ်တဲ့ဘဝပဲ။ဆိုတော့သူ့အနေနဲ့ဘသူ့ကိုကူညီတောင်းရမလဲဆိုပြီးကြည့်တဲ့အခါဒါနီနီလေးအိမ်ပဲရှိရပါတော့။ဆိုတော့ ဒီနေနေလေးကိုသူနဲ့သူသူပေါင်းဖက်တယ်ပေါ့တို့တဖွဲ့ဖြစ်တယ်အဲ12လို့အနေနဲ့ကကြာတော့နေနေလေးကိုသူကိုယ်တိုင်မွေးထုတ်ဖက်ခဲ့ပွေးပေးခဲ့တဲ့သူဖြစ်တယ်ဆိုတော့သူ့အနေနဲ့ဒါဇောရကတက်ချင်တယ်ပေါ့နော်အာဆိုတော့ဒီကိစ္စကကြာတော့ဘသူကမှန်တယ်ဘသူကမှားတယ်လို့မရှိဘူးပေါ့နော်ဆိုတော့ပြိတ္တအနေနဲ့ကကြာတော့ရောဘယ်လိုမျိုးထင်ကြလဲဒီကိစ္စအောင်